င်္ဂလာပါဆိုတော့ဒီနေ့တော့2024 autumn မေကွန်ပေါ့နော်ဆိုတော့2024 October မေကွန် subject B question number 19ကိုရှင်းပြပေးတော့ပါမယ်ဆိုတော့ဒီ question number 19ကဗာလဲဆိုတော့ဒီ accretion degradation ပေါ့နော် cryptography ကိုမေးထားတာပေါ့နော်ဆိုတော့ဒီ cryptography က PM မေကွန်မှာအမေးများတယ်ဆိုတော့မကြမကြပါလိရှိတယ်ဆိုတော့တိကိုတည်ထားရမယ် နော် concept လေးတခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ public key cryptography เนี่ยပတ်သက်ပြီးတော့มาဆရာအနေနဲ့အသေးစိတ်ကြကြရှင်းပြပေးထားတာရှိတယ်ပေါ့နော်ဆိုတာကဒီမေးခွန်းတပုတ်ထဲကိုရှင်းပြထားတဲ့စာလို့ရှင်ဒီ cryptography cryptography တခုလုံးမြင်သွားအောင်လို့တရားလေးတင်မိထားတဲ့ဟာလေးရှိတယ်ဆိုတော့ဒီမေးခွန်းကိုနော်ဒီမေးခွန်းပေါ့နော်19 question number 19ကိုမဖြေခင်မှာအဲနားမလည်ဘူး မသိဘူးမဖြေနိုင်ဘူးဆိုလို့ရှိရင်ဆရာအရင်သင်ပေးထားတဲ့ဒီ cryptography lecture ပေါ့နော်ဆိုတော့အဲ့ဟာအဲဥပဒေရှင်းပြတဲ့ဟာကိုအဖွင့်ပြီးတော့မှနော်တေချာလေးကြည့်ကြည့်နေဆိုတော့အဲ့မှာဆရာတေချာရှင်းပြပေးထားတယ်ပေါ့နော်ဆိုတော့ဒီ question နဲ့နော်တေချာအဲရှင်းပြပေးထားတယ်နားလည်အောင်လို့ပေါ့နော်ဆိုတော့ဒီမှာ part 1 part 2ဆိုပြီးတော့မှနော်အကြာကြီးတေချာနားလည်အောင်ရှင်းပြပေးထားတယ်ဒါဟုတ်အရင်တော့က2021တုန်းကကြတော့မေခွန်းနေရာဒီထက်ပို့ပြီးတော့မှ ရှည်တယ်ပေါ့နော်ဒီလိုမျိုးပေါက်ဆန္ဒလေးတွေမဟုတ်เนาะအကြီးကြီးတွေဖြည့်ရတာအရှည်ကြီးတွေဖြည့်ရတာပေါ့နော်အဲ့တော့အဲ့အဲ့ဒီတုံးက concept တွေကိုဆရာပြန်သုံးပြီးတော့မှနားလည်အောင်လို့เนาะဒီချာလေးရှင်းပြပေးထားတယ်အဲ့တော့ကိုယ်အနေနဲ့မသိဘူးဆိုလို့ရှင်အဲ့ဒီဟာလေးကိုအရင်ကြည့်ပေးဒါဒီမှာတော့ဆရာ recall ပဲခေါ်လိုက်တော့မယ်ပေါ့နော် sorry recall ခေါ်လိုက်တော့မယ်အဲ့တော့ဆရာတို့ဒီဒီမှာပေါ့နော် encrypt လုပ်တယ်ဆိုတာကကိုယ့်ရဲ့စာကိုဖတ်လို့မရအောင်လို့ပေါ့နော်ဆရာတို့ ဖြတ်ပလိုက်တာပေါ့နော်ဒီ grid လောက်တယ်ဆိုတာကအဲ့ဒီခုနကဖွက်ထားတဲ့စာကိုပြန်ပြီးတော့မှဖြည့်တယ်လို့ခေါ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာမှဆရာတို့ဒီ key တွေတုံးတယ်ပေါ့နော်ဆိုတော့ encrypt လုပ်တဲ့အခါမှာဆရာတို့ key တစ်ချောင်းကိုတုံးတယ်ဆိုတော့ဥပမာ encrypt လုပ်လို့ရှိရင် public key ကို encrypt လုပ်ဖို့အတွက်တုံးတယ်ဆိုရင်ပြန်ပြင်ရင် private နဲ့ဖွင့်ရတယ် private နဲ့ encrypt လုပ်တယ်ဆိုရင် public နဲ့ပြန်ပြီးတော့ဖြည့်ရတယ် အဲ့လိုမျိုး concept လေးရှိရပေါ့နော်အသေးသေးကတော့ဒီသင်ခန်းစာမှာဆရာတိချာပြပတ်ပြထားတယ်အဲ့တော့ encrypt ဆိုတာစာပို့တယ်လို့ခေါ်တယ် decrypt ဆိုတာစာပြန်ဖြည့်တယ်လို့ခေါ်တယ်ကြိုက်တာနဲ့လုပ်လို့ရတယ် public နဲ့ခန့်ရင် private နဲ့ဖြည့်ရမယ် private နဲ့ခန့်ရင် public နဲ့ဖြည့်ရမယ်အဲ့လိုမျိုးသွားရပေါ့နော်အဲ့တော့ဒီမှာ Sarah Alice နဲ့ Bob ရှိတယ်ဆိုကြပါစို့။ဒါ Alice က Bob ကိုစာပို့ခြင်းနေပေါ့နော်။ဆိုတော့သူတို့ချင်းစီမှာဆရာတို့ public နဲ့ private key ဆိုတဲ့ဟာလေးတွေရှိတယ်။ Alice မှာလည်း key နဲ့ချောင်းရှိတယ်။ Bob မှာလည်း key နဲ့ချောင်းရှိတယ်။ เนาะအဲ့တော့ alice မှာ public key တစ်ချောင်း private key တစ်ချောင်း bot မှာ public key တစ်ချောင်း private key တစ်ချောင်းရှိတယ်ဆို public ဆိုတာကကျွန်တော်သူများကိုပေးပြီးတော့มาတည်ရเนาะခြိုက်တဲ့လူကိုပေးတည်ထားတယ်เนาะ public ဆိုတာအလုံးချပြလာ private ကကျတော့ကိုကလွဲပြီးတော့มาဘယ်သူမှတည်လို့မရကိုစီမှာပဲရှိတယ်လို့ခေါ်တယ်ပေါ့เนาะအဲ့တော့ alice မှာဘယ်သူကိုမှပေးမတည်တယ် alice ကိုပိုင် private ရှိမယ် alice ကလူတိုင်းကိုပေးတည်ထားတယ်တော့ရှိမယ်အလားတူပဲ bot မှာလည်း bot ရဲ့သူများကိုပေးတည်ထားတဲ့ public key နဲ့ ပေါ့ပျောက်ထဲပဲတည်တဲ့ပေါ့ပြဲ private key နဲ့နော်အဲ့တော့အဲ့လိုမျိုးဆရာတို့နှစ်ချောင်းရှိလိမ့်မယ်။နောက်ဒါပေါ့မှာလည်းအဲ့လိုရှိမယ်ပေါ့နော်။အဲ့တော့အဲ့ဒီမှာမှဆရာတို့ဒီလို Alice public key နော်ပေါ့ private key ရှိတဲ့နေရာမှာဆရာတို့ကအဲ Alice ကနေပေါ့ကိုစာပို့တယ်ပေါ့နော်။စာပို့တယ်ဆိုလို့ရှိရင်ဆရာတို့အနေနဲ့ဘယ်လိုလုပ်ကြမလဲပေါ့နော်။ဘယ်လိုကြမလဲဆိုတော့ဆရာတို့အဲ့ဒီမှာဆရာတို့အနေနဲ့ဒီ public key နဲ့ private key နဲ့နော် public key နဲ့ခန့်ရင် private key နဲ့ဖြင်ရတယ် private key နဲ့ခန့် public နဲ့ဖြင်ရပြောခဲ့တယ်မလားအဲဒါမှမဟုတ်ဆရာတို့ Alice ကနေ Bob ကိုပေးဖို့တဲ့အခါမှာဆရာတို့ဒီလိုပုံစံ concept ကိုပြန်သုံးမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့နီလန်းတစ်ခုကပါလဲဆိုရင် Bob ရဲ့ private public key နဲ့ခတ်လိုက်ပြီးရင် private key နဲ့ပြန်ပြီးတော့ဖြင်မယ်ဟုတ်ပြီနော် Bob ရဲ့ public key က Alice စီမှာရှိတယ်ဟုတ်တယ်နော် Bob ဆိုတာလူတိုင်းကိုပေးထားတာလीဟုတ်တယ်မလားနော်ဆိုတော့ Bob ရဲ့ popular public key ကလူတိုင်းစီမှာရှိမှာ alice မှာမမဟုတ်ဘူးလူတိုင်းစီမှာရှိ public ဆိုတာသူများပေးတည်ထားအဲကြောင့်မလို့ alice က bob ရဲ့ public key တုံးပြီးခတ်လိုက်တယ်ဆိုလို့ရှင် ပြန်ပြည့်ရဲ့ခါကြလို့ရှင် bob ရဲ့ private key နဲ့ပဲပြန်ပြည့်လို့ရမယ်ရလားဟုတ်ပြီနော် bob ရဲ့ private key နဲ့ပဲပြည်လို့ရမယ်။ bob public နဲ့ခတ်ရင် bob private နဲ့ပဲပြန်ပြည်လို့ရမယ်။ဒိဗေယာပါလဲဆိုရင်ဒီပို့တဲ့မင်္ဂလာပါဆိုတဲ့စာကို bob တယောက်တည်းမှာပြည်လို့ရတယ်။ bob တယောက်တည်းပဲဖြီလို့ရတယ်ကျန်တဲ့သူဖြီလို့မရဘူးဒါဘာလို့လဲဆိုတော့ bot private key bot တယောက်တည်းပဲပိုင်တာမို့လို့ private ဆိုတော့ကိုတယောက်တည်းပဲပိုင်နေဒါကြောင့်မလို့ bot ပဲဖွင့်လို့ရနောက်တနည်းကဘယ်လိုပို့လို့ရလဲဆိုတော့ alice ရဲ့ private key နဲ့ခတ်လိုက်တယ်ဟုတ်ပြီနော် so alice ရဲ့ private key နဲ့ခတ်တယ်ဆိုလို့ရှင်ဒီဘက်မှာပြန်ဖြီရင် alice ရဲ့ public key နဲ့ဖြီလို့ရတယ် ဆိုတော့ဟို private key က Alice Kainer ဖြစ်တဲ့အတွက် Alice ကပဲခတ်လိုက်တယ်ဖြီးတဲ့သူကကျတော့ Bob ဒီ Alice ရဲ့ key နဲ့ပြန်ပြီးတော့ဖြီးမယ်ဟုတ်လား public key ဆိုမှတော့ဒါလူတိုင်းမှရှိရဲဆိုတော့ Alice ရဲ့ public key က boss ကမှလည်းရှိမှာပဲဟာ public ဆိုတော့လူတိုင်းမှရှိရဲလीเนาะအဲ့တော့ဒီအိဒိပေကဘာလဲဆိုလို့ရှိရင်ဒီစာကိုလူတိုင်းဖတ်လို့ရတယ် ဘာလို့လဲဆိုတော့ Alice ရဲ့ public key ကလူတိုင်းကိုပေးထားလို့ရတာဖြစ်တဲ့အတွက် Alice public key ကိုရတယ်ဆိုရင်ဒီစာကိုလူတိုင်းဖတ်လို့ရတယ်ဒီမင်္ဂလာပါဆိုတဲ့စာကိုလူတိုင်းဖတ်လို့ရတယ်အဲဒါပေမဲ့ဘလို့အကျိုးသက်ရောက်မှု ကောင်းတယ်လဲဆိုလို့ရှိရင်ဒီပို့တဲ့သူဒီ Alice ဟုတ်ပါတယ် Alice မှန်ကန်ပါတယ်ဆိုတဲ့အတိတ်ပဲရတယ်ပို့တဲ့သူကလူလိမ်မဟုတ်လူလိမ်မဟုတ်ဘူးပေါ့နော် Alice မဟုတ်တခြားသူမဟုတ်ဘာလို့လဲဆိုတော့ဟို private Alice ရဲ့ public key နဲ့ဖွင့်လို့ရတယ်ဆိုတော့ကိုက Alice ရဲ့ private key နဲ့ခတ်ထားတာမို့လို့တကယ်ပြောရလို့ရှင်ပို့တဲ့သူက Alice only တာဖြစ်လို့ Alice တယောက်တည်းပဲဖြစ်လို့ကျန်တဲ့သူမပို့ဆိုတော့အဲ့တော့ဒီလို private key နဲ့ခတ်ပြီးတော့မှ public key နဲ့ဖွင့်တာဘယ်ချိန်မှာသုံးလဲဆိုလို့ရှင်ဆရာတို့အနေနဲ့အာဒီမှာနော်ဘယ်ချိန်မှာသုံးလဲဆိုလို့ရှင် authenticity လို့ခေါ်တဲ့ဒီ data ကိုပို့တဲ့သူကမှန်ပါတယ် တရားဝင်နေဆိုတဲ့ဟာကိုသိစေတဲ့အခါမှာဒီလိုမျိုးတုံးတယ်။ကိုယ့်ရဲ့ data ကိုသူများတွေမသိသေးခြင်းဘူး။ပို့လက်ခံတဲ့ message လက်ခံတဲ့သူတယောက်တည်းပဲသိခြင်းနေဆိုလို့ရှင်ဆရာတို့ public နဲ့ခတ်ပေးရတယ်ပေါ့နော်။အဲ့တော့ဆရာတို့ကနှစ်ခုလုံးကိုလိုချင်တယ်ပေါ့နော်။တရားပဲပြောရရင်ဒီ public သူများကိုလည်းမသိသေးခြင်းဘူး။ပြီးတော့ပို့တဲ့သူကလည်းအဲကိုကိုယ်တိုင်ဖြစ်ပါတယ် နော်ပို့တဲ့သူကမှန်ကန်ပါတယ်ဆိုတဲ့ဟာကိုလိုရင်းနေဆိုလို့ရှိရင်ဆရာတို့ဘယ်လိုလုပ်လဲဆိုတော့ဒီနှစ်ခု property ကိုတုံးနေတယ်ဆိုရင်တော့ကိုနှစ်တက်ခတ်တယ်နော်ဒါဘယ်လိုခတ်လဲဆိုလို့ရှိရင်ဆရာတို့အရင်ဆုံးဒီလိုခတ်လိုက်တယ်နော်ခတ်တဲ့ဟာကိုနောက်တစ်ခေါက်ထပ်ပြီးတော့ခတ်တယ်ပေါ့နော်နောက်တစ်ခေါက်ခတ်ခတ်ပြီးတော့မှဒီလိုသွားတယ်တလားလေးအဲဒီလိုမျိုးပေါ့နော်ဆရာပထမဆုံးအဲဒီခါကို Bobby ရဲ့ public key နဲ့ encrypt လုပ်လိုက်တယ် နော်ဒါဆိုရင် mini message ကိုဘယ်သူမှဖတ်လို့မရတော့ဘူးအဲ့ဒီအဲ့ဒီဟာကိုနောက်တစ်ခါထပ်ပြီးတော့မှ helix ရဲ့ private key နဲ့ထပ်ပြီးတော့လုပ်တယ်အပြန်ဖြည့်ရပါတော့ဒါဆိုရင်ဒီစာဒီစာကြီးကဘယ်သူစီကိုရောက်သွားမလဲဆိုတော့ bob စီကိုရောက်သွားမှာနော် bob စီကိုရောက်တဲ့အခါမှာပေါ့နော် bob က bob ကဒီစာကိုဖြည့်ရောမယ်ဆိုလို့ရှင်ကျတော့ဘာလုပ်ရမလဲဆိုတော့ဒီဟာကိုအရင်ဖြည့်ရဲဒီဟာကိုဖြည့်ဖို့အတွက်ကကြတော့နော်သူဒီဘာနဲ့ခတ်တာလဲနော် helix ရဲ့ private key နဲ့ခတ်တာဖြစ်တဲ့အတွက် public key နဲ့ဖြည့်ရဲ နော်ဆိုတော့ဒီအပြင်ဘက်တော့ပေါ့အပြင်ဘက်တော့ကို Helix ရဲ့ private key နဲ့ခတ်ထားတာဖြစ်တဲ့အတွက် Helix ရဲ့ public key နဲ့ဖြည့်အဖြည့်တော့တခေါင်းရရင်ဖတ်လို့မရသေးဘူးထပ်ပြီးတော့မှထပ်ဖြည့်ရဒါဆိုရင်အဲ Bob ကအဲဒီစာကိုသူတယောက်နေပဲဖတ်လို့ရတဲ့အပြင်ကိုမှဒီစာဒီ Helix ပို့တယ်ဆိုတော့ဒေးပဲပေါ့နော် Helix ပို့တဲ့ဟာပို့ Helix ပို့ခြင်းနဲ့ Helix ပို့ပါတယ်ဆိုတော့ဟာမျိုးကိုရလိမ့်မယ်အဲ့ဒီသဘောမျိုးပေါ့နော်အဲ့တော့အဲအဲ့လိုမျိုး အဲ့တော့အဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးနှစ်ခုပေါင်းပြီးသုံးလို့ရတယ်ပေါ့နော်ဒါအရင်တော့ကမေးတယ်မေးကုန်ရရန်နည်းခတ်တယ်ပေါ့နော်ရန်ရန်ခတ်တယ်အဲ့တော့ဆရာဒီမှာကျတော့လွယ်လွယ်လေးလွယ်လေးပေါ့နော်အဲ့ဒီ concept ကိုရတယ်ဆိုရင်ဒီမေးကုန်ကဆောင်းအလွယ်သွားတယ်เนาะလွယ်လွယ်လေးဖြစ်သွားတယ်အဲ့ဒီမှာဆရာတို့ကြည့်မယ်ပေါ့နော် company X ကကျတော့ဆို investment company ပေါ့နော်ဆိုတော့ investment company သူဒီဘာလုပ်မှာလဲဆိုတော့အဲ့ဒီ company မှာ share ရှင်တွေကရင်းနှီးမြှုပ်နှံမယ်ပေါ့နော်ပတ်စံတွေအများကြီးထည့်မယ်ထဲတော့အဲ့ဒီ company X ရဲ့ data အချက်လက်တွေ attack ဆိုတော့ဆိုတော့ဘာလို့လဲဆိုတော့ attack ခံလိုက်ရတယ်ပေါက်ကြားသွားတယ်ပေါ့နော် attack ခံရတယ်ပေါက်ကြားသွားတယ်အဲ့တော့ဘာလို့မှလဲဆိုတော့ဒီ company X မှာရှိတဲ့ security ကိုခိုင်းတဲ့ဝန်ထမ်းပေါ့နော်သူ့နာမည်က Mr. L Mr. L ကကြတော့ဆရာတို့ဒီ Mr. A လို့ခေါ်တဲ့ဒီသူညီတဲ့ company လက်အောက်မှာပဲရှိတယ် Mr. A ကိုသူကအကူအညီတောင်းမယ်ပေါ့နော်အဲ့တော့အဲ Mr. L က Mr. A ကို Mr. A ရေဒီ file လေးတွေငါ့ကိုကြည့်ပေးပါ ။ဒါကြည့်ပြပါဆိုတော့ကျွန်တော်ဟိုကွန်ပျူတာဖိုင်ဆာရမ်မဟုတ်ဘဲနဲ့ကွန်ပျူတာဖိုင်နေဖြစ်တဲ့အတွက်ဟာဆာဆာရမ်မဟုတ်ဘဲနဲ့ကွန်ပျူတာဖိုင်နေဖြစ်တဲ့အတွက်သူဒီဒီဟာကိုပစ္စတ် AC ကိုလှမ်းပြီးပို့ရတော့မှာပေါ့နော်။ပို့ရဆိုတော့ encryption method ကိုသုံးပါ။ဟုတ်မလား။အဲ့တော့အဲအဲ့တော့အဲ့လိုမျိုးမပို့ခင်သူကဘာဘာဘာလုပ်စီရင်လဲဆိုတော့သူခိုင်းတာဘာလဲဆိုတော့ဒီ database မှာကျတော့ဘာတွေဖြစ်သွားလဲဆိုတဲ့ဟာကိုဆွဲထုတ်ဆွဲထုတ်ပြီးတော့မှဒီဒီမှာ is that a ကိုအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှ तू อ่ะနော်အဲ့လိုမျိုးဆွဲထုတ်ပြီးတော့မှ Mr. A ကိုဆွဲထုတ်ခိုင်းပြီးတော့မှ तू อ่ะဒီ database ထဲမှာရှိတဲ့အာတိုက်ခိုက်ခံလိုက်ရတယ်ပေါ့နော်အထက်က attack လုပ်လိုက်တဲ့ log file ကြီးကိုဆွဲထုတ် Mr. L ကဆွဲထုတ်ပြီးတော့မှအဲ့ဒီဆွဲထုတ်ထားတဲ့ data file ကြီးကို Mr. A ကိုလမ်းပြီးတော့မှပို့မှာနောက်ပို့တဲ့အခါမှာ Mr. L ကနေ Mr. A ကိုပို့တဲ့အခါမှာသူတို့လုံခြုံမှုရှိဖို့အတွက် အောက်ပါအချက်နှစ်ချက်ကိုလှုပ်ဆောင်ပေးပါတော့မစ္စတာ L ကကြတော့မစ္စတာ A ပဲတည်အောင်လို့ encrypt လုပ်ရမယ်အဲ့တော့ဆရာတို့ဒီမှာနားလည်တယ်ဆရာတို့မစ္စတာမစ္စတာဒီမှာဆရာတို့ L နဲ့ A နဲ့ဒီမှာကြတော့ဆရာက Alice နဲ့ Bob နဲ့ပေါ့နော်ဆရာဒီကောင်ကို L လို့သဘောထားလိုက်ဒီကောင်က A လို့သဘောထားရပေါ့ဆိုတော့ L ကနေ A ကိုပို့မှာပေါ့နော်အဲ့တော့ဒီမှာဆရာက Bob တယောက်တည်းပဲတည်စီခြင်းနဲ့ဆိုလို့ရှိရင်ဆရာတို့ဘာလုပ်ခဲ့လဲ အမ်ဘော့ပျောက်တယ်ပဲတီးနေခြင်းနဲ့ဆိုလို့ရှိရင်ရှာတို့ကဘယ်လိုလုပ်လဲဆိုတော့ဘော့တယောက်တယ်ပဲတီးခြင်းနဲ့ဆိုလို့ရှိရင်ရှာတို့ဒီဘာနဲ့ခတ်ရလဲဆိုတော့ဘော့ပြဲเนาะဘော့ပြဲ public key နဲ့ခတ်ရနော်အကြမ်းပါဆိုတော့ဘော့ပြဲ private key နဲ့ဖြည့်ပြီးတော့မှဘော့တယောက်တယ်ပဲတီးလို့တီးရတဲ့ဘောပေါ့နော်ဒါဆိုလို့ရှိရင်ရှာတို့အနေနဲ့ပို့တဲ့အခါမှာ encrypt လုပ်တဲ့အခါပေါ့နော် encrypt လုပ်တယ်ပေါ့နော် data တွေကိုဖွက်တဲ့အခါမှာရှာတို့ဒီဘသူရဲ့ key နဲ့ encrypt လောက်ရမှာလဲဆိုတော့ Mr. A ရဲ့ private key နဲ့ encrypt လောက်ရမှာဒါတချက်ပေါ့နော်ပြီးရင် Mr. A ကိုပို့တဲ့အခါမှာငါကလူလိမ်မဟုတ်ဘူး Mr. L အစ်စ်ဖြစ်ပါတယ်ဆိုတဲ့ဟာကိုဆရာတို့သိအောင်လို့အဲ sign ထိုးရမှာပေါ့နော် sign ထိုးတယ်ဆိုတာကတကယ်တမ်းတော့လောခတ်တာပါပဲเนาะဒီမှာဆရာတချက်ပုံလေးပြန်ပြတယ်ဒီလိုမျိုးပေါ့ ဒါဆိုလို့ရှိရင် lock ခတ်ထားတယ်ပေါ့နော်ပထမဆုံးဒီမှာ encrypt လုပ်ထားတယ်ပေါ့နော်ဒါဒီစာကိုဆရာတို့ encrypt လုပ်ထားတယ်။ဒါ encrypt လုပ်ထားတယ်ဆိုတော့ဒီ encrypt လုပ်ထားတဲ့စာကိုဆရာတို့ကဒီ alice အပူတဲ့သူက alice bar ဆိုတဲ့ဟာကိုတည်တည်ချင်တော့ဆရာတို့ private key နဲ့ထပ်ပြီးတော့မှခတ်လိုက်တယ်ပေါ့နော်။ဆိုတော့ enable ကိုအပါတက်ခတ်လိုက်တယ်။အဲ့ဒါကိုဆရာတို့ဘာလုပ်တယ်ဆိုတော့ sign to တယ်လို့ခေါ်တယ်။ဟုတ်ပြီနော်။ sign ကိုပြန်ပြင် verify လုပ်တယ်လို့ခေါ်တယ်။ န် encrypt ကြတော့ကိုယ့်ရဲ့စာကိုသူများမသိအောင်လုပ်တာ assign ကကြတော့ပို့တဲ့သူကကိုယ်ပါဆိုတဲ့ဟာမျိုးလုပ်တာအဲတဘောတရားတော့အတူတူပဲတဘောတရားတော့အတူတူပဲပေါ့နော်ဘာလို့ sign လို့သုံးလဲဆိုတော့အဲ sign လို့ဘာလို့သုံးလဲဆိုတော့ဆရာတို့အနေနဲ့ကဒီစာဒီလူတိုင်းဖတ်လို့ရတယ်နော်ဒီစာဒီလူတိုင်းဖတ်လို့ရတယ် Alice ရဲ့ ။ Now private key နဲ့ခတ်ထားတာဆိုတော့ပြန်ဖြင်း public နဲ့ဖြည့်ရပါ public ကလူတိုင်းဖြည့်လို့ရတယ်။ဒါကြောင့်မလို့ဆရာတို့ကအဲ encrypted key လို့မပြောရင်ね sign verify လို့ပြောတာပေါ့နော်။အဲသဘောတရားကတော့အတူတူပဲနော်။ဖြတ်ဖြတ်ပလိုက်တယ် pop လိုက်တယ်ဟာတော့အတူတူပဲပေါ့နော်။အဲဒါကြောင့်မလို့ဆရာတို့အနေနဲ့ကဒီပို့တဲ့သူက Mr. Mr. L ဖြစ်ပါတယ်ဆိုတဲ့အဟုသိရင်လည်းဆိုလို့ရှိရင် Mr. L ရဲ့ private နဲ့ခတ်ပြီးလိုက်အတင်းပြောရလို့ရှင်တော့ Mr. L ရဲ့ private နဲ့ sign ထိုးပေးလိုက်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ဘာဖြစ်ရမလဲဆိုတော့ sign ထိုးတဲ့အခါမှာ Mr. L ရဲ့ private နဲ့ဖြစ်ရမယ်ပြန်ဖွင့်တဲ့အခါမှာပြန်မဟုတ် sorry ပြန်ဖွင့်တာမဟုတ်နော် lock တဲ့အခါ encrypt လုပ်တဲ့အခါမှာကြတော့ Mr. A ပဲတည်အောင်လို့ Mr. A ရဲ့ public နဲ့နော်ဆိုတော့ A public L private ဆိုတော့အဖြေဒီနံပါတ် D ဖြစ်မယ်နော်ဒီဖြစ်မယ်စကူကဒီရတယ် အဲ့တော့လွယ်လွယ်လေးပါเนาะဒါလေးကိုရတယ်ဆိုလို့ရှင်ဒီကောင်တော့ဒီကောင်အထီတော့နားလဲကြရမလို့เนาะအဲကောင်အထီတော့နားလဲကြရမလို့ဆရာတို့ဒီအပေါ်အထီပဲနားလဲနေဆိုရင်တော့ဖြေလို့ရတယ်ဒါပေမဲ့ဆရာကတော့နှစ်ထပ်ခတ်တာပါတော့ကိုနှစ်ထပ်ခတ်တာပါတင်ပေးလိုက်တယ်ဗောနော်အဲဒါပေမဲ့သူကဒီမှာမေးတာကတော့နှစ်ထပ်ခတ်တာတွေပါလေလို့တော့မပြောဘူးဗောနော်တုံးသွားတဲ့ concept ကတော့ ါလိုမျိုးဖြစ်စီရင်ဒါသုံးဒါလိုမျိုးဖြစ်စီရင်ဒါသုံးဆိုတဲ့အားမျိုးပေါ့နော်တကယ်မိကုံးမှာကြတော့ကြတော့ဒီ2021မှာမိသွားတယ်မိကုံးမှာကြတော့တော့နှစ်ထပ်ခတ်တယ်အဲ့တော့နှစ်ထပ်ကိုပြန်ဖြီးဖို့ဘယ်လိုလုပ်ရလဲဆိုတဲ့အားမိတာပေါ့နော်ဒါတော့အဲ့လိုမျိုးမိတာအဲ့တော့ဒါလေးကတည်တင်တယ်နော်အဲ့တော့အဆင်ပြေပါပါโอเคအဲ့တော့ဒါကကြတော့ဆရာဆရာဒီဒီ question number 19ပေါ့နော် cryptography ဘိုင်းနဲ့ပတ်သက်ပြီးတော့မှဒါဒီစိတ် တင်ထားတာပေါ့နော်ဆိုတော့ဒီမိကုံးကအဲလွယ်လွယ်လွယ်လေးပဲဒီကွန်ဆတ်ကိုရရတယ်ဆိုရင်လွယ်တယ်အဲ့တော့3မိနစ်ဝင်းကျင်2မိနစ်ဝင်းကျင်နဲ့တန်းပြီးတော့မှဖြည့်နိုင်တဲ့မဖြစ်နိုင်ရင်တော့10မိနစ်ဝင်းကျင်မှာပဲ10မိနစ်ဝင်းကျင်ဆိုတာ10မိနစ်နဲ့2မိနစ်ပေါ့နော်အဲ့ကြားလေးထဲမှာပဲเนาะသစ္စာလေးကိုဒီကြား skim လုပ်ပြီးတော့မှ order ဒီလိုလုပ်ပါတယ်ဆိုတဲ့ဟာမျိုးတန်းပြီးတည်နေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါလွယ်တာပေါ့နော်အဲ့တော့ဖြည့်နိုင်မှာပါ Okay အဲ့တော့ဆမ်မွေးလေးနီးပြီဆိုတော့ဖြင်းနိုင်ပါသေးလို့ဆွတောင်းပေးပါရစေ။အဲ့တော့အကယ်၍ကိုကပေါ့နော်ဒီ PM ဘိုင်းเนี่ยပတ်သက်ပြီးတော့မှအခက်အခဲရှိတယ်။နော်ကိုအနေနဲ့ confidence မရှိဘူးပေါ့နော်ဆမ်မွေးဖြစ်ဆိုတဲ့အခါမှာ confidence မရှိဘူး။တေချာနားလည်ခြင်းနေဆိုလို့ရှင်တော့ ရှာနေတဲ့ဒီ IDBC စက်ပြတ်ဘီအတွက်ပေါ့နော်တင်ယူတိချရေးပြီးတော့မှဒီဇိုင်းဆွဲထားတဲ့ဆိုတော့ cost လေးရှိရပေါ့နော်ဆိုတော့ဒီမှာဆိုဆရာ၃ဘိုင်းခွဲပြီးတော့မှတင်ပေးထားတယ်ဘာမှနားမလဲမသိတဲ့အခြေခံစင်းကနေစပြီးတော့မှဆိုတော့ကျွမ်းကျင်လာတဲ့အထီးပေါ့နော်ဆရာစနစ်တကျဆိုဂျာဘာ programming ကြီး C programming ကြီးကိုစတဲ့စတဲ့ထဲတဲ့အစင်ကနေစပြီးတော့မှဆိုတော့ကျွမ်းကျင်စွာရေးတဲ့အထီးပေါ့နော်အဲ့ programming นี่ตုံးပြီးတော့มาเจอ code တွေရေးပြီးတော့มาလေ့ကျင့်ကြတာပေါ့เนาะဒါကြောင့်မလို့အဲ့ဒီလိုမျိုးလေ့ကျင့်ထားရဲဆိုလို့ရှင်ဒီမျိုးကနေရအလွယ်တကူဖြည့်နိုင်သွားတယ်ပေါ့เนาะအဲ့တော့ဆရာတို့ဒီမှာဒါ part 3ဘိုင်းနေရပေါ့เนาะတတိယအပိုင်းမှာဆိုလို့ရှင်လဲဆရာဒီမှာ2024 order မျိုးကနေကိုအကုန်ရှင်းပြပြီးထားတာရှိရဲ့ရတာပြင်ရောဆရာတို့ spring မှာမျိုးသွားတဲ့မျိုးကနေ sample မျိုးကနေပေါ့เนาะအလုံးပေါင်းအပုတ်60ကျော်လောက်ရှိတဲ့အပြင်တခြားကျတို့အရေးကြီးတဲ့ concept တွေ security buy ပေါ့နော် security buy ကိုတိတဲ့တွားထားပြီးတဲ့ဟာတွေရှိတယ် တော့ကို့အနေနဲ့ကဒီပြင်ရပိုင်း coffee နဲ့မရှိဘူးဆိုလို့ရှိရင်တော့ဒီ cost လေးကိုစုံစမ်းပြီးတော့มาအပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီ cost ကတော့အဆရာမေကွန်ကဆိုတော့အော်တိုပါပေါ့နော်မေကွန်ပြောင်းသွားတာကအနှစ်ခါရှိပြီပေါ့နှစ်ခါရှိပြီဆိုတော့အဲ့တော့ ebrey တုံးကရောအော်တိုပါတုံးကရောအကုန်လုံးကဆရာရဲ့ cost တွေရပဲအကုန်ပါသွားတာတပုံးမှမလွတ်ဘူးပေါ့နော် concept တွေအကုန်လုံးမိရဲ့အဲဒဲဘာတာတွေလည်းရှိရဲ့အဲ ်တန်းတန်းလေးတော်တော်ပြီးပါလာတယ်ရှိရပေါ့နော်အဲ့တော့မေကွန်ဘားရဲ့အနေနဲ့ကတော့ဒီ cost ကတော့ကျွန်တော်အမခံရရှိတယ်ဒီ cost ကိုအကုန်ကြီးလိုက်တယ်ဆိုလို့ရှင်တော့တချင်းလေးပေါက်ကတော့ best day ပေါ့နော် best day အဲ့ဒါကတော့ရှားအမခံတယ်ဘာလို့လဲဆိုတော့တန်းတန်းစားတိုက်ရှိပြီပေါ့နော်ဒီမေကွန်အပေါင်းနဲ့ဆရာရှားရဲ့ cost တွေကပြင်းမလွန်သွားတာကြီးပဲပေါ့နော်ဆိုတော့ဒီနှစ်ကလည်းဒီလိုပဲလာမှာပဲအဲ့တော့အကောင်းဆုံးပြည်စုံနိုင်ကြပါသည်လို့စတောင်းပေးပါတယ်ဆရာတို့နောက်သင်ခန်းစာတွေမှာပြန်ဆုံးမယ်